ခေါ်လာတော့သူငယ်ချင်းလားမသိဘူးခိုင်ခင်းကြီးခိုင်ခင်းကြီးဆိုတော့ခိုင်ခင်းကြီးလာပါလေခိုင်ခင်းကြီးလာပြီเนาะတော်လာမြေများအားလုံးပဲမင်္ဂလာပါခင်ဗျာအာဒီနေ့ကတော့ မနေ့ကလိုပဲဝမ်းနေစရာတွေလောက်လျှောက်မြင်တွေ့နေရတဲ့နေ့ပါပဲအားလုံးလည်းအဲ့လိုခံစားနေရမယ်တွေ့မြင်နေရမယ်ဆိုတော့တည်ပါတယ်ဝမ်းနေစရာတွေအပြည့်အများကြီးဖြစ်နေတဲ့ကြားရအောင်ပါကျွန်တော်ဒီမန္တလေးမှာ အာအများကြီးပဲဒီထပ်ပြီးတော့ထပ်ပြူရမှုတွေဖြစ်သွားတာရှိရပါတော့ဆိုတော့မနီးကတော့စပိုင်းရဲ့ဆုံးရှုံးမှုတွေအများအများကြီးအများကြီးကြုံရတယ်เนาะဆိုတော့စပိုင်းတကားအတစ်ကလည်းအဟောင်းကပြိုသွားပြီးတော့အတစ်ကလည်းဒီကျွန်တော်တို့ဒီဆက်ထားတဲ့နေရာတွေကအကွဲရတွေတောက်တောက်ဖြစ်နေလို့ကျွန်တော်ပြည်သူတွေကနေပြီးတော့ဒီ AI ဝင်နေခဲ့ရနေဖောင်းနဲ့ကူးနေရတဲ့အခြေအနေရှိနေတယ်ဆိုတော့လောလောဆယ်အဲ့လိုပုံစံမျိုးနဲ့သွားနေရတဲ့စပိုင်းမှာဆုံးရှုံးမှုတွေအများကြီး ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ပုံများသိတဲ့ဇီဒီကလည်းကျွန်တော်တို့အမွေနစ်အမွေနစ်ဖြစ်တဲ့ဇီဒီကအရန်လှတယ်ကြပြားလေးစာရီထဲမှာဒီပါတဲ့အထိကျွန်တော်တို့သမိုင်းဝယ်အမွေနစ်ဇီဒီတော်ကြီးကမြေခါပါပြီဇီဒီတော်ပြတ်သိမ်းတဲ့ဇီဒီတော်ကြီးမြေခါဆိုလို့ရှေးစာရတဲ့ဟိုဘယ်လိုပြောရမလဲနော်ဒီစိန်ကူးတော်ကလည်းမြေခါသွားပါတယ်ဆိုတော့အဲ့လိုအခြေအနေမျိုးတွေကြုံရတာမျိုးဖြစ်နေပါတယ်ဆိုတော့အဲ့ဒီအချိန်မှာပဲအတမ်းစစ်တပ်မင်းအောင်လိုင်းကကျွန်တော်တို့ စကိုင်းတိုင်းပြီးတော့ကျွန်တော်ဒီကင်းရင်ပြည်နဲ့ကင်းရင် KNU ဌာနချုပ်အနီးအာစကိုင်းတိုင်းပဲခိုးတိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေမနေ့ကနေ့လယ်ပိုင်းမှာပုံကျဲတိုက်ခိုက်တာတို့ဆောင်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့လိုဖြည့်ဆိုဒီလိုမျိုးသွားပေးရတဲ့ကြုံရတဲ့အချိန်မှာဒီလိုဆိုးရွားတဲ့ဖြည့်ရတွေကိုမလုပ်ပဲနေလို့မရနိုင်ဘူးလားဆိုတော့အခုဒေါ်လန်းစုကြည်လက်ထက်တုန်းကကျွန်တော်2019မှာ အရေးပေါ်ကဲဆင်းရင်ရဟတ်ရင်တွေစီစဉ်ထားတယ်အဲ့ဒါကိုစစ်ကောင်စီကနေပြီးတော့အာဏာသိမ်းပြီးနောက်ပိုင်းမှာဒါကိုငွေကြီးဖြုန်းပြီးပါတယ်ဆိုပြီးတော့ပြန်လည်းပယ်ဖျက်ခဲ့တဲ့ဟိုအရာတွေလည်းရှိရပါတော့ဆိုတော့ဒီလိုအဲ့လိုမျိုးလုပ်ရတဲ့အခုတူတက်ဒီလက်နဲ့အင်အားဖြည့်တင်းဖို့အတွက်ဘန်နာငွေသာတုံးနေတာအာပြည်သူကယ်ဖို့အတွက်ဘာမှမရှိဆိုပြီးအင်ဂျင်ရှင်ဖြစ်တဲ့ထိုင်းနိုင်ငံကနေတော့မှပဲသူ့ကိုဝိုင်းပြီးတော့ပုတ်ခတ်နေတာအဲ့ထိုင်းပြည်သူတွေကဝိုင်းပြီးဆဲဆုနေတဲ့ဖြစ်နေတော့ Facebook ပေါ်ပေါ်မှာတွေ့နေနေရအများကြီးပဲရှိရပါတော့ဗျ Okay ဆိုတော့ကျွန်တော်တို့ဒီနေ့တော့အာဘာတွေ ဟိုဟာဖြစ်မလဲဆိုတော့ဗီဒီယိုဆက်ပွဲလေးပေါ့လေเนาะဆိုတော့ဘယ်လိုဆုံးရှုံးမှုတွေရှိလဲဆိုဗီဒီယိုဆက်ပွဲလေးကိုထပ်ကြည့်ကြရအောင်အာဝန်လေးဘုရောကောင်းပါတယ်ဒီဗီဒီယိုတွေကလေဆိုတော့ဒါပေမဲ့အာကျွန်တော်တို့မှတ်တမ်းရှိနေပုံလေးလိုပါတယ်ဗျဆိုတော့ဒီဗီဒီယိုလေးကျွန်တော်တို့ဒူးဒူးကြည့်ကြရအောင်เนาะ ပြန်ကြည့်ကြည့်အောင်ကြာကြည့်လိုက်ဟူးတိုက်ကြည့်ပြောတာကြည့်အောင်အမှန်နော်အမှန်ကြီးအနောက်မှာမတ်တက်ရက်နေလူတွေအကုန်လုံးအယုတ်ကျိုးပြတ်တယ်အကုန်လုံးအယုတ်ကျိုးပြတ်ပဲသူမိသားစုကဘယ်နှယောက်တော့ပါပါလဲမသိရဘူး ောင်းခံဟောဟာဗျာပြည်ကြီးကြီးနော်အဲ့မှာရင်းနေတဲ့လူတွေပါပါတာဗျာဒါစခိုင်းပြီလားစခိုင်းပြီပြီလားထပ်ပြီးတော့ပြိုတဲ့ဟာဗျာဒီလေငြိမ်သွားပြီဆိုပြီးတော့ဟိုအဲ့နောက်ကကယ်ဆယ်ရေးသွားလုပ်တာတော့ဟိုဘာလို့ဖြစ်ပါလိမ့်မယ်အာရှစ်ကွာလား ဒီမှာဒါဒါဖြစ်ပြီးသားဟာအမလူတွေရှိနေရတွေ့လားအစာဦးပုံမှာအော်ထပ်ပြူတာအမဟုတ် တုတ်ငယ်ချင်းလားမသိဘူးခိုင်သိန်းကြီးခိုင်သိန်းကြီးဆိုခိုင်သိန်းကြီးလားပါလေခိုင်သိန်းကြီးလားမသိနော်ခိုင်သိန်းကြီးလားမသိနော်ပါဝါရတယ်လည်းပြောတယ်လည်းမှာဘာမှမဖြစ်ပါလိမ့်နဲ့အသက်အနေဆုံးရှုံးတာတွေဘာတွေပေါ့ပြန်ပြန်ပြည့်စည်ပြီးပါ လုံးရှိတယ်တော့သို့တော့ဗီဒီယိုထဲမှာနှလုံးရှိတယ်မှာရှိနေတဲ့အချိန်နဲ့တစ်တည့်ရက်နေလူတွေရှိနေတာအပြင်မှာအများကြီးပဲ ခိုင်ငင်းကြီးခိုင်ငင်းကြီးခိုင်ငင်းကြီးရောတဲ့လုံးနေဒီကွာတော့ဒီတာရီကမနိုင်ပြောရင်တော့အနေကြုံကြီးကတည်လာဟို လူပူပူနေတဲ့ဟာတွေပေါ့ဒါမှမဟုတ်ကျွန်တော်တို့ကလည်းဗလာကျင်စရာတွေကဒီကာလတွေမှာများတဲ့များတဲ့များနေတဲ့အကြောင်းအရာတွေပဲသိတာဆိုတော့ဟိုမထူးတော့ပါဘူးအဲ့အရာတွေပြည်နေကြပါဘူးကျွန်တော်တို့တွေပါလိစူးနေပြီးတော့လည်းများတာဆက်ပြီးစူးနေခံလိုက်ပြသည်လားအဲ့ဒါကျွန်တော်တို့တစ်ချိန်မှာအထောက်အပံ့ဖြစ်မှာပဲကျွန်တော်တို့အတွက်ဒီဖြစ်ရည်တွေ လေးကမူဂျိုချောင်းမူဂျိုချောင်းလေးကလေးတွေဖြီးလို့လုံးတူးနေကြတာကလေးအများကြီးပဲအောက်လာကဲဒါဟောပါကျွန်တော်တို့ပြန်ပြောတာရွှေစာရင်ဖရားပါကျွန်တော်တို့နော်ရွှေစာရင်ဖရားရဲ့ကျွန်တော်တို့စိန်ကူးတော့မိခါပါဖြစ်စင်ပါကျွန်တော်ကျွန်တော်အနေနဲ့ဟိုကျွန်တော်ဘုရားဘာသာပါပမာလူမျိုးပါပေါ့နော်ဟိုဒါပေမဲ့ ဘာသာတရားပေါ်မှာဘုရားဘာသာဘုံကြီးတွေပေါ်မှာအာယုံကြည်တောက်ဝင်မှုဆိုတဲ့ပုံစံမျိုးမှာကျွန်တော်တို့မေဝန်းထုတ်ပြီးသူကကျွန်တော်အနေနဲ့သူပြီးတော့ပြီးတော့မှဒီပုံမှာစုံဆုံးဖြစ်တယ်ပေါ့နော်ပုံဘုရားဖွေဖို့ဖရာသားတော်ဆိုလိုက်ဘုံကြီးဆိုလိုက်တော့ဘုလိုဖြစ်နေတယ်လွယ်မှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံဘုရားဘာသာနိုင်ငံဖြစ်တယ်ဘုရားဘာသာယဉ်ကျေးမှုအမွေညစ်တွေဖုံးလွှမ်းနေတဲ့နိုင်ငံဖြစ်တယ်ဆိုတော့နိုင်ငံတိုင်းနိုင်ငံတိုင်းမှာသူတို့ရဲ့တမိုင်းကြောင်းတွေရှိတယ်သူတို့ရဲ့အမွေညစ်တွေရှိတယ်ဗျာ ဆိုတော့ဒီကျွန်တော်နိုင်ငံတမိုင်းကြောင့်ကျွန်တော်နိုင်ငံအမွေနှစ်တွေကကျွန်တော်ကဟိုတမိုင်းနေနေကြံပြီးတော့ပြရတာမရှိတော့တော့အဲ့လိုမျိုးဖြစ်ရတာညာလဲဝမ်းနေကိုကောင်းလာဒါတော့လေအခုစစ်ဖောင်စီလက်အောင်မှာရှိနေဆိုတော့ဒီ data တွေကိုဘယ်လိုပြန်လုပ်အောင်မလဲမသိသေးဘူးဗျာဒါပေမဲ့ကျွန်တော်အမြင်တိုင်းဆိုလို့ကျွန်တော်လေဒီထိကြိုက်သွားတဲ့ပစ္စည်းတွေကိုထိကြိုက်သွားတဲ့အချိန်မှာထပ်ပြီးထားနေတယ်အမွေနှစ်ကကျွန်တော်တို့ကလှနေမှာပနေမှာမဟုတ်ဘူးဗျာတိလား ဟောင်းနေလဲစုပ်နေလဲတံမိုးဆိုတာကျွန်တော်တို့ကပြလို့ရတယ်အခုပြတ်သွားတဲ့ပစ္စည်းတွေကိုပြန်ပြင်နဲ့ပြန်ပြင်မဲ့ဆိုတာဒီဝင်နစ်တွေကိုဒီတိုင်းထားဒီတိုင်းထားရပြီးတော့မှကျွန်တော်တို့ကပြတော့ပြည်တာဒါလေးကိုတေချာလေးပြုပြင်ပြုတေချာလေးမွမ်းမှန်တေချာလေးစောင့်ရှောက်ပြုပြင်တာတော့မဟုတ်ဘူးပေါ့နော်တေချာလေးမွမ်းမှန်စောင့်ရှောက်ပြီးဒီတိုင်းလေးပြပြစီွားတဲ့အတိုင်းလေးကိုအတက်ပုံမယုံမင်းအောင်ဘလို့ပုံစံနဲ့ဆောက်ရှောက်အောင်လုပ်ရတာမျိုးနဲ့သွားပြီးတော့ပြအောင်ဒီဒီဒီကျွန်တော်နိုင်ငံမှာနှစ်တရာကျော်အတွင်းအကြီးမားဆုံးဖြစ်ခဲ့တဲ့ငလျင်လောက်ကမှု So, no? Tak lagi. မလေးနှခါရှိပြီရဲ့သွားပြီ ဒါကတော့မန္တလေးစာပြေဌာနပါเนาะဒါကျွန်တော်ဘုန်းတော်ဆရာတော်ကြီးเนาะကိုရင်နေเนาะစာပြေကိုတော်ကြီးစာပြေဌာနစာပြေနေစဉ်ကာလတော်တွေမှာဖြစ်တဲ့နေရတဲ့ဒီဘာသာရေးအများကြီးထိခိုက်တယ်ဗျာတောက်ကြနေဆိုဘလီဒီအများကြီးထိခိုက်တယ် ဒါသူ့ကိုလေတန်ဃာတော်တွေထိတိုင်းနေတာမျိုးရှိလို့ကျွန်တော်တို့သူ့သွေးပိုင်းပါလို့ကျွန်တော်မပြတော့ဘူးသူ့တန်ဃာတွေထိတိုင်းနေတာအများကြီးပဲဆိုတော့အာဒီနေ့ကြီးရတာအစီအရင်ထဲမှာတန်ဃာအပါ80ကပြောင်းတော်မူသွားပါတယ်ဆိုတော့တရားရတန်ဃာကြီးလည်းအများကြီးရှိနေပါတယ်ဆိုတော့အာဒီနေ့ကြီးမှာစစ်ကောင်စီကတော့မနေ့ကလူကြီးတရားကြော်ပဲထိတိုင်းတန်ဃာရရတယ်လို့ထုတ်ပြန်လာပေမဲ့ကျွန်တော်ကေသေးကြီးရဲ့စီရင်ကောက်ယူမှုကိုခေတ်မီဒီယာတင်လာတာတော့ ေဆုံးသူ1002ဦးရှိနေပါပြီ။တရားရသူကတော့အားလုံးပေါင်း2386ဦးတရားရရှိတာပါ။ဒါပေမဲ့အဲ့ထက်အများကြီးပမာဏပိုများတဲ့တေဆုံးမှုတွေနဲ့ပမာဏပိုများတဲ့တရားရရှိသူစီးရင်လည်းအချိန်နဲ့မီထပ်ပြီးမြင့်တက်လာမှာဖြစ်ပါရဲ့။ဒါပေမဲ့နေပြီးတော့စေယုံထဲမှာရှိနေတဲ့စစ်ကောင်စီပိုချုပ်တွေကတော့သူတို့ရဲ့အသက်အန္တရာယ်ကိုမြင်းကလေးတန်ကရှောင်လွှဲဖို့အတွက်အဆောက်အဦတွေကအသေးအံရုပ်ပြဆင်းပြပြေးထွက်နေတဲ့မြင်ကိုတွေ့မြင်ရမှာဖြစ်ပါရဲ့။အားလုံးပဲကြည့်ရှုအောင်ပဲ။ Everyone was trying walk was raining down, so they, they hung up by the door. As soon as there was a pause, everyone got out of the building. Uh, everyone was trying to flee the building, but, mm -hmm. but that's မင်းမဲ့တို့တို့ကြောက်ကြောက်တာကြောက်တာနော်ကြောက်တာကြောက်တာရုပ်ပြဆင်းချက်ကိုစစ်ဘူကြောက်အန်နေရမဆိုင်နဲ့မင်းစီယုံထဲမှာသွားရင်ဘာညာဟမ်ရင်ကော့ဖားမော့သွားတာမဟုတ်ဘူးလားလောက်လေးနဲ့ပြန်ကြည့်ရဟမ်ရင်ကော့ဖားမော့သွားတာကောင်းမဟုတ်ဘူးလားဘယ်လိုဘယ်လိုသွားရလဲဟမ်ရုပ်ပြဆင်းချက်ကြီးလာရင်မင်းတို့ရှည်တဲ့ရောက်ရင်ဟမ် ်ဟိုခြေတမ်းမဲ့ဟုတ်လားအဲ့ဒီတိတ်ကြောက်နော်ဆိုတော့တော့ခွေးတွေကခွေးပြီးတော့ပြေးပြေးနေရဗျာအခုကတော့ကျွန်တော်တို့ခွေးအုပ်ချုပ်နေတဲ့ခွေးတိုင်းကြီးမှာမနေနိုင်လို့တိုင်းကြီးကိုထွက်ပြေးတိုင်းကြီးကနေထွက်ပြေးပြီးတော့တိုင်းတစ်ပါးမှာကြုံခံလုံးလုံးနေတယ်ကျွန်တော်မြန်မာပြည်သူလူလူကြုံခံလုံးလုံးနေတယ်လို့တော့မဟုတ်ဘူးဗျာဘဝရည်တည်ရွယ်အတွက်တိုင်းတစ်ပါးခုနိုင်ကံမှာမိသားစုနဲ့အလုပ်အမှုမလုပ်နိုင်တိုင်းတစ်ပါးကြီးသွားပြီးတော့သူများနိုင်ရအလုပ်တွေ တော့လုတ်ပေးရတာပေါ့နော်ဆိုတော့ဂျုံခံလေလို့တော့မဟုတ်ဘူးပေါ့အလုံးတော့လုတ်ပါတာပေါ့ဆိုတော့အဲ့လူတွေရဲ့အသက်ရှင်ဖို့အတွက်သူတို့ပြေးရတဲ့ဗီဒီယိုလေးပါဒါပြေးလို့လွတ်သွားတဲ့လူတွေကကြံခဲ့တဲ့ဗီဒီယိုဖိုင်ပါပြေးလို့မလွတ်သွားတဲ့လူတွေကတော့ဗီဒီယိုဖိုင်မတန်းမှသူတို့လက်ထဲမှာကြံမှာမဟုတ်တော့ပါဘူးတပြူကြွားရဲဆောက်ဦးနော်

ဆိုတော့စဉ်းစားခဲ့စဉ်းစားခဲ့အော်ဟွန်နေပြီဆိုတော့စဉ်းစားခဲ့အော်ဟွန်နေတော့ကြောင့်အဲ့ဒါဦးနော်ဒီမှာဒီစာဦး ကျွန်တော်မနေ့ရက်လည်းပါတယ်ဗောနော်ဒါတော့ပြိုသွားတဲ့ဗီဒီယိုရမနေ့ရက်ဗီဒီယိုခိုင်းနေမှာပါတယ်ဒါတော့အဲ့အဆောက်ပြိုတဲ့အချိန်မှာထွက်ပြေးလာတဲ့သူဒီ show ရဲ့ဗီဒီယိုဗောနော်တော့အဲ့ဗီဒီယိုလေးရတော့ဆုပြီးတော့ဟိုကျွန်တော်ဒီထဲမှာဆုပြီးကျင်းပေးတာပါတယ်ဟာဒါတော့ loaded သူရဲ့ဗီဒီယိုရောသူလည်းညီချက်ကြံလာတော့တပုတ်နေလဲ social media မှာအများကြီးပြန့်နေပါတယ်တွေ့ကြလိမ့်မယ်လို့ထင်ပါတယ် ာလေးတလုံးလေးညီမအပေါ်မှာရှိနေတူရေနေဝဲလို့တိလာဘလောက်တော့ကြောက်နေလဲသူတို့ပေါ်တော့ကြောက်တာဆင်းလို့လည်းမပြီးတော့ကိုရင်းရေလေးပေါ်ကျော် ့ညောအကလင်းနဲ့ပြူသွားလို့ကောင်းအောင်ကြောင်းကိုစားလို့ရှိတယ် နော်ဒီမြင်ဝင်းယူလည်းကြည့်ကြည့်အောင်နော်ကိုသာအဲ့နေရာမှာဆိုဘယ်လိုလုပ်မလဲအပေါ်ဆုံးတက်မှာတို့ဒီမှာအပေါ်ဆုံးတက်မှာကျွန်တော်လူတော့နဲ့ပုံမှန်ဆုံးတော့သူကပြပွရွှင်နေတဲ့အချိန်ဖြစ်မဲ့ထင်တယ်နော်ဆိုတော့ရေကူးကန်နဲ့ပါနဲ့ဒီကူးကန်လောက်ခတ်နေကြည့်ဟိုဘက်ဘေးကိုကြည့်လိုက်တော့စောစောတိုက်ကြည့်ပြူသွားတဲ့ view နော်စောစောဆောက်လာဆောက်တိုက်ကြည့်ဆောက်ဦးပြူသွားတဲ့ video ကျွန်တော်မြင်နေရတာဗျာသူတို့ကလည်းအဲ့လိုမြင်နေရတယ်ဆိုတော့စဉ်းစားလာကြည့်ရောကျွန်တော်ပြောတာသူတို့ကလည်းဘယ်တော့လမ်းအနေနဲ့အပေါ်မှာရှိနေတယ်ဆိုတာ တို့အတိတော်တော်နဲ့နေပါတယ်ဒီမှာလေကိုသူတို့လည်းပြူသူတို့တိုက်တာပြူသွားခဲ့ရင်ဆိုလို့ချင်းသူတို့လည်းလို့ဘာမှမဆိုဖြစ်သွားနိုင်တာနော်ဒီရောရှင်းနားလာလေကြောင်းလို့တူတယ် ဟူးကဲဒါတော့ကျွန်တော်ဒီနေ့စုဆောင်ပြီးတဲ့လောက်ရရှိရဲ့ဗီဒီယိုတွေပဲဖြစ်ပါတယ်။အာဒီဒီနေ့လေ2နိုင်ခီကိုတော့စောစောပြောလို့တန်ငါ80တိပြောင်းလောင်းမှုရပါတယ်။အာအရသာတိတ်ဆုံးမှု1000ခုထိတိတ်ဆုံးမှုရရှိရတဲ့ခေတ်သစ်မီဒီယာသူရရှိရဲ့ data တွေကတင်လာပါတယ်ဗျာ။တန်ငါရရှိသူအလုံးပေါင်း1356ခုတန်ငါရရှိလာပါတယ်။အချိန်နဲ့အမြပြောင်းလဲလာတာနဲ့အမြကဲကြေးအင်အားကောင်းလာတယ်အမြမှာတည်ဆုံးမှုနဲ့တန်ရာရရှိသူတွေက အာပြင်ပုံပုံပြီးတော့အဆမတန်မြင့်တက်လာအောင်လေဆိုတော့တော့အတိပေးနေပါတယ်အာဒီကတော့လောလောဆယ်ဒီကာလမှာဖူမီသားစုကိုစောင့်ရှောက်ပါအာဆန်ဒီယူပြက်ပြက်သွားတာဖြစ်နိုင်တယ်စီရီပြက်တာဖြစ်နိုင်တယ်ဆိုတဲ့အတွက်ကြောင့်ဒီခါဒင်းနဲ့တူလောင်လာမျိုးလုပ်တာပါရှီဒီပါလေဆောင်းလာပါလောလောဆယ်မှာအစိုးရကတော့ဘာမှလာမှာမဟုတ်တဲ့ကြောင့်ဘာမှမမြင်သင့်ပါနဲ့အာကိုယ်နဲ့နေကမ်းမှာရှိနေတဲ့လူချင်း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 ကူညီစောင့်ရှောက်ကြပါလို့ပြောကြရင်လည်းကျွန်တော်နိုင်ငံတော်အသက်မှာအားလုံးပြန်ဆုံးကြပါလေဗျအားလုံးပဲကျွန်တော်ဗီဒီယိုဒီမှာပဲနှုတ်ဆက်ခွင့်ပြုပါအားလုံးပဲတက်တာပါ